မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမင်းမြတ်သားသူများကြိုဆိုပါရစေဗျာဒီနေ့30ရက်5လ2025တောက်ကြနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်30ရက်5လ2025တောက်ကြနေ့ရဲ့ဒီနေ့ဒါကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ ီချိန်မှာတော့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရဒေတာမှုတ်တဲ့တခြားရတရားသွားရောလောက်ကိုင်းတက်တဲ့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်မှာရုပ်ချီရုပ်ချီပြောင်းလဲမှုတွေကြုံတွေ့တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ခုနရသားသမီးအားလုံးတို့ဒီအိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေဘူးဆိုပါစို့အဆင်မပြေရင်တော့ပဲချမ်းကျော်ဟာပဲချမ်းသီလီတစ်စီးလောက်ကိုတော့တောက်ကြမြောက်ရကိုလှည့်ပြီးတော့စားပြီးတော့ဆူတော့အသင်ပဲချမ်းကျော်လေးရဲ့အာကျွန်တော်လေးအလောက်ကံမကောင်းဘူးဗျာအလောက်ကံကောင်းခြင်းနဲ့ အာလုတ်ကလေးကတော့နိုင်ငံခြားလုတ်ကလေးတွေနဲ့ပတ်သက်တဲ့ခေါ်သားလေးတွေမှလာလို့ခေါ်သားလေးတွေလာခြင်းနဲ့အိမ်လဲဆောက်ခြင်းနဲ့ဗျာမိမလည်းအလှူလေးလုတ်ခြင်းနဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်မှပိတ်ဆို့နေတယ်ပိတ်ဆို့နေတဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စအလှူနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားခေါ်သားတွေနဲ့ပတ်သက်တဲ့ကိစ္စမိသားစုနဲ့ပတ်သက်တဲ့ကိစ္စအိမ်ဆောက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့အခက်အခဲဖြစ်နေတာအသင်ဘဲကျန်းကျော်လေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့် ပဲချမ်းကျော်လေးစပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောအိုးအိမ်လောက်ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ယနေ့တောက်ကြနေမှာဖြင့်အတခုခုအိုးအိမ်လောက်ကံနဲ့ပတ်သက်တဲ့အစီအမံပေးကြတဲ့ခွန်ရသားသမီးအားလုံးတို့ဒီတောက်ကြမြောက်ရက်ကိုလှည့်ပဲချမ်းကျော်လေးတစ်စီးလောက်စပြီးမှဒါအိုးအိမ်လောက်ကံနဲ့ပတ်သက်တဲ့ပွင့်လန်းလို့ကြောင့်ဆူတောင်းခြင်းအားဖြင့်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။မနီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြီးနဲ့မှာကိုကိုစိတ်ထဲမှာ ကိုယူရမြောင်းမှန်းတယ်လို့မရတပါဘူးဗျာဒါကြောင့်ငွေကြေးတဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့ပုံကိုအားလုံးတို့ဒီစနေတော့အနောက်တောင်တော့လေအိမ်မှာထမင်းကျက်တဲ့ထမင်းလေးကိုလက်ကလေးနဲ့စုပ်လက်စုပ်လက်ကင်ရအောင်လို့လက်ကလေးနဲ့ထမင်းလေးကိုစုပ်စုပ်လိုက်ဆူတောင်းလိုက်စုပ်လိုက်ဆူတောင်းလိုက်လုပ်ပါဗျာအရင်ထမင်းစုပ်ကလေးရဲ့ကျွန်တော်လေးငွေကြေးနဲ့ပတ်သက်တာအဆင်မပြေဘူးကျွန်တော်ပေးစရာဘလောက်ရသေးရဘလောက်ကျွန်တော်လိုချင်တာဘလောက်ကျွန်တော်မှာအဲ့ဒီကိစ္စအဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်လို့အခက်အခဲဖြစ်နေတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ပိတ်ဆို့နေရတဲ့အမြန်ဆုံးပွဲအောင် အသင်ထမင်းစုပ်ကလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်လက်ထမင်းလေးကိုလက်ကလေးနဲ့စုပ်ခါစုပ်ခါနဲ့လက်စုပ်လက်ကန်ရအောင်လို့စုပ်ခါစုပ်ခါနဲ့ဆူတောင်းခြင်းအဖြစ်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးများပေးရန်ရန်ဇာများအကျွေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ပွင့်လန်းလို့တဲ့ပုံကအားလုံးဟာစနေတော့အနောက်တောင်တောင်လက်ထမင်းလေးကိုလက်ကလေးနဲ့စုပ်စုပ်ပြီးမှစုတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာ ဒီချိန်မှာစိတ်နဲ့ပတ်သက်လို့ချမ်းသာလားချမ်းသာပါတယ်စိတ်ထဲမှာအဆင်ပြေလားဆိုပြီးတယ်ဒါပေမဲ့တခုခုကိုစိတ်ထဲမှာအလိုမကျသလိုငွေကြီးနဲ့အဆင်မပြေသလိုအလုတ်ကိုင်းနဲ့အဆင်မပြေသလိုမိသားစုနဲ့အဆင်မပြေသလိုဘေးရကြီးတော့ပြေပါတယ်တကယ်ပြေလာလားဆိုမပြေဘူးမပြေဘူးလားဆိုတော့ပြေပါဆိုအီးလေးလေးဖြစ်တတ်ပါတယ်ဗျာအဲ့ဒါမျိုးဖြစ်ကြတဲ့ပုံကိုအားလုံးတို့ဒီဗုဒ္ဓတောင်ရကူလည်းရေးလေးတောက်ပြီးမှဆူတောင်းအတင်းကြီးလေးရဲ့အကျွန်တော်လေးအဲစိတ်ညစ်နေတယ်ဗျာစိတ်ညစ်တာတော့ပတ်သက်နဲ့ပတ်သက်လို့အဆင်မပြေလို့ပတ်သက်ပေးကြ ရတဲ့အကျွေးတွေအကြိတာရတဲ့ကြီးတာရပြီးပေးတဲ့ကြီးတာပြီးခြင်းနဲ့အလုတ်ကဲမကောင်းမှုအိမ်ရဲ့ဆောက်ခြင်းနဲ့အိမ်ဆောက်လို့မရသေးဘူးအလူလုတ်ခြင်းနဲ့အကြိတာတွေနဲ့ပတ်သက်လို့စိတ်ညစ်နေတယ်ဗျာတင်စိတ်ညစ်နေတဲ့ကိစ္စတွေကိုအကုန်လုံးဆူတောင်းပြီးအရာတွေအများဆုံးပြေပျောက်ပါသေးကြောင်းဘုဗ္ဗူတောင်ရက်ကိုလည်းရေးလေးတောက်ပြီးဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေသောစိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ကိုနဲ့နီးနဲ့ဆက်သက်တဲ့တိလူယောက်ျားအောင်မြင်ကြတဲ့တပြိုလူယောက်ျားတွေအောင်မြင်ကြတဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလူတွေနဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါရွှေတွေနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရွှေတွေပေါင်းထားတာပြန်ရွေးခြင်းသလားရွှေတွေလိုခြင်းသလားရွှေရှာတဲ့လူတွေကရွှေနဲ့ပတ်သက်တဲ့အစဉ်ပြေးခြင်းနဲ့ဆိုရင်စနေတော့အနောက်တောင်တောင်လှည့်ထမင်းလေးကိုလက်ကလေးနဲ့ဆုပ်ဆုပ်ပြီးမှစူးတော့အတင်းထမင်းတုပ်ကလေးရဲ့ကျွန်တော်ရွှေလေးလိုခြင်းနဲ့ကျွန်တော်လိုခြင်းနဲ့ရွှေလေးရတာဘလူးလေးကျွန်တော်ပေါင်းထားတဲ့ရွှေလေးကဘယ်မှာပေါင်းထားတာအဲ့ပြန်ရွေးခြင်းနဲ့ကျွန်တော်တော့ရွှေတွေကြက်သားလောက်လိုခြင်းတာဘလူးတွေကြက်သားလေးကိုလိုခြင်းတာ ကျွန်တော်အလူလေးလဲဥရှင်နဲ့ဘယ်ဘုံเจ้าမှာဘလို့လှူမှာအဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မှငွေကြီးနဲ့ပတ်သက်တဲ့အလူဌာနမှာဖြစ်ပေါ်တဲ့အလူနဲ့ပတ်သက်တဲ့ရွှေနဲ့ပတ်သက်တဲ့ကိစ္စလေးလိုချင်နေဗျာကျွန်တော်မှပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လာအောင် ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့စနေတော့အနောက်တောင်တော်လဲပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ရွှေနဲ့ပတ်သက်တဲ့ကိစ္စလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စရွှေအပေါင်းနာရောင်းဝယ်များရွှေရှာသူများ စနေတော့နောက်တောင်တော့လည်းထမင်းလေးကိုစုပ်စုပ်ပြီးတော့စူတောင်းကြရပြင်တင်းတို့မှာပိတ်ဆို့နေတော့ကိစ္စများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာနော်ကိုနေနီးနေဆက်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရာထူးတွေရာဒီနေ့မှာယာယီထင်းကိုလွဲချော်နေရပါတယ်ဗျာအမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုကိုရင်ကိုမိသားစုကိုလုပ်ငန်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာလက်ရှိရှိနေတဲ့နေရာတွေဓာတ်တွေပြက်နေတာငွေကြီးနဲ့ပတ်သက်တဲ့ဓာတ်ပြက်တဲ့အိုးအိမ်လောက်ကနေပတ်သက်တဲ့ဓာတ်ပြက်တဲ့ အဲ့ပြလွဲချောနေတာတွေဖြစ်တဲ့အတွက်ဒီနေ့လှုပ်သွမြ၊ဂိုင်သမြမင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ရာဒူးဒူးနဲ့ပတ်သက်တဲ့ကိစ္စတွေအတော်တော်များများအဆင်မပြေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်လူများပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်မဲ့လူများနော်အအနော်အရာလေးမိမတွေနဲ့ပတ်သက်တဲ့မြေယာရောင်းဝယ်လုပ်မဲ့လူများနော်အရာတို့ပညာရေးနဲ့ပတ်သက်တဲ့ပုံကိုအားလုံးတို့ဒီတခုခုအဆင်မပြေမိမိရဲ့လက်ဖက်နှောင်လေးတွေကိုဖိဖိပြီးမှဆူတော့အတင်းလက်ဖက်နှောင်လေးရဲ့ ျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးလုံးမဲ့အဆင်ပြေခြင်းနဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စမှာမြေရနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရဒုဒုနဲ့ပတ်သက်တဲ့ကိစ္စနော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံးမဲ့ဗျာကျွန်တော်မှာပိတ်ဆိုနေတဲ့ကိစ္စလေးတွေအများဆုံးပွင့်အောင်အတင်လက်ဖနောင်ကနေရကူညီစောင့်ရှောက်တော်မူပါဆိုတာမိမိရဲ့လက်ဖနောင်လေးကိုအရမျက်နာနဲ့မဆိုင်မင်းနဲ့နော်တိုက်တဲ့နေရာလေးလှည့်ပြီးမှလက်ခမနောင်လေးဖြီးပြီးတော့ဆူတောင်းမယ်ဆိုရင်ဆက်နေကြင်တီတီစူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါလေဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်ကိုသွားကျင်တဲ့ခီကိုပြောကျင်တဲ့စကားအမှန်သွားကျင်သူသွားခွင့်ပြောကျင်သူပြောခွင့်မရဘဲနဲ့လဲတဲတဲလဲတဲတဲဖြစ်နေပါလေဒါကြောင့်စနေတော့အနောက်တောင်တောင်လှည့်ဆက်လက်ကလေးတလေးကိုကိုင်းဆူတောင်းပြီးမှတစုံတယောက်တို့သူကိုကုသူပြုလိုက်ဆက်မှာဗျာအရင်ဆက်လက်ကလေးရဲ့ကျွန်တော်ဒီခီးသွားမယ်စကားတွေပြောမယ်ကျွန်တော်သွားတော့ခီးများပြောသောစကားများအောင်မြင်ကြကြခြင်းနဲ့ဒါကြောင့်သွားတဲ့ခီးတွေပြောတဲ့စကားတွေအောင်မြင်ကြကြအောင် ကျွန်တော်စိတ်ချမ်းသာကိုချမ်းသာနဲ့အဆင်ပြေအောင်ပြောသမျှလုံးသမျှကဲသမျှအန်တီကင်းပြေးရှင်းပြီးအဆင်ပြေအောင်အတင်ဆက်လက်ကလေးကကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်းလက်ဆက်လက်ကလေးကမိမဆူတောင်းမဲ့ဆိုရင်တင်းတော့မပိတ်ဆိုနေတော့နော်စိတ်ချမ်းသာပြောခြင်းမှုများလွဲချော်နေတဲ့ခီးစကားများအမြန်ဆုံးတက်အောင်မှဖြစ်ပါလေဗျာဒါကြောင့်တခုခုလွဲချော်နေတယ်လို့ယူဆရင်တော့စနေတော့အနောက်တောင်တောင်းလက်ဆက်လက်ကလေးကိုစုတောင်းမိမှာတသုံးတယောက်သောသူကိုအာဟာရကုလို့ပြင်ပြင်ဖြစ် တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာထီထီပေါက်တတ်တယ်အမျိုးနဲ့ပတ်သက်တဲ့ငွေကြေးမှာဆုလိုက်ပြုံလိုက်လုံခိုင်းခဲတိုင်းကြားတတ်တယ်နိုင်ငံမှုနဲ့ဖြစ်ရင်ထောင်ကြတတ်တယ်ပြည်သူနာဘာမှမရှိနဲ့လွဲချောနေတတ်ပါတယ်ဗျာဒီချိန်ပြည်နယ်ရေးအကောင့်နဲ့တိုင်းနယ်အာမကောင်းမှုတစ်ခုခုနဲ့ပတ်သက်တဲ့ကိုယ့်အောက်ထိုင်းနေပြီးပြည်သူနာတက်တဲ့ကာလမျိုးဖြစ်ပါတယ် ဒါကြောင့်တခုခုလောက်ကင်နေတဲ့လူဟာထိုင်းနေရင်လည်းကိုပြဿနာဖြစ်နေတယ်။ငွေကုန်ကြေးကြမြတ်တတ်တဲ့အယောစားရှိတဲ့အပေကန်းရှိတဲ့အစွန်ကျဲတွေရှိတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီပေါက်ချင်တဲ့ပုဂ္ဂိုလ်များပြဿနာကြောက်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတော့ကျွန်တော်တို့ရပြောအင်္ကာတော့အရှိအရှိတောင်တောင်းကိုလှည့်ရေးလေးတောက်ပြီးမှသူတောင်းအသေးကြီးလေးရကျွန်တော်ဒီပေါက်ချင်နေဗျာ။ကျွန်တော်ပြဿနာတွေကင်းနေနေဗျာ။ကျွန်တော်ရိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝေးကွာပြီးငွေကြီးများအစုလိုက်ပြုံလိုက်နဲ့ သာသနာပြုကျင်တယ်ဗျာဒါကြောင့်သာသနာပြုတင်တဲ့နောက်အခွင့်အလမ်းတွေပေါ်အသိဉာဏ်လေးရကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းအင်္ဂါတောင်းအရှိတောင်းတောင်းလက်ပြီးမှတူတောင်းကြီးအပြင်တင်းတို့မှာပိတ်ဆို့နေသောကံများအများဆုံးပွဲလမ်းမှာဖြစ်ပါတယ်ဗျာဒီနေ့30ရက်5လ2025တောက်ကြနေဖြစ်ပါတယ်ဗျာတောက်ကြနေမှာဖြစ်ကျွန်တော်တို့ရေရာလေးတွေပြီးထားတဲ့ကံမှာကျွန်တော်ပြီးတဲ့ရေရာလေးတွေပြုလုပ်ခြင်းဖြစ်တောက်ကြနေအတွင်းမှာဆိုရင်လုတ်ပြီးတဲ့အချိန်ရ9နာရီအတွင်းရေအပြင်ပြောရင်တော့ တနေ့လာနေမတိုင်မီမှာမိမိတို့မှာပိတ်ဆိုးနေတဲ့ကံများအမြန်ဆုံးပွဲလာမှာဖြစ်ပါတယ်။ရွှေညာမီမေသားသူအပေးတဲ့ရေတဲရဲလွယ်လွယ်လေးတွေပြီးတာပါ။လွယ်လွယ်လေးတွေပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆိုးနေသောကံများအမြန်ဆုံးပွဲလာမှာဒီကြောင်းလေးလေးစားစားသူတောင်းမြတ်တာပို့လိုက်ပါလေဗျာဒီနေ့ကတော့ဒီကံလေးတွေနဲ့ပတ်သက်လို့စားမယ်ဆိုရင်အင်္ဂါတော့အရှိတောင်တောင်လှဲ့ရေးလေးတောက်ပြီးမှအတင်းရေးလေးရဲ့ကျွန်တော်ဒီနေ့ဒီကံလေးတွေစားမယ်ဗျာဒီကံလေးတွေနဲ့ပတ်သက်တဲ့ကိစ္စနဲ့ကံလေးတွေအများဆုံးပွင့်လန်းခြင်းနဲ့ဒီကံလေးတွေစားမယ်ဆိုရင်တော့ကျွန်တော်တို့ကသုံးလို့ နော်အသုံးလို့လေးအဲလေးတို့ငါးတို့음သုံးလို့လေးတို့ခွန်တို့ပါတဲ့တုံညတို့ပါတဲ့ကဏ္ဍလေးတွေစမ်းကျင်နေဗျာအသုံးလို့တုံညတို့လေးတို့ခွန်တို့ပါတဲ့ကဏ္ဍလေးတွေကန်စမ်းမယ်30တို့40တို့90ဆိုတဲ့ကန်လေးတွေစမ်းမယ်3ခွန်တို့4ခွန်တို့ကန်လေးတွေစမ်းမယ်ကျွန်တော်စမ်းတဲ့ထီကန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းကျင်တယ်ဒါကြောင့်အတင်ကြီးလေးကကျွန်တော်တို့စမ်းမဲ့ကန်လေးတွေများအများဆုံးပွင့်လန်းအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးမှရေလေးတောက်ပြီးစူတော့ညရပြင်ပိတ်ဆိုနေတော့ထီကံများအမြန်ဆုံးပွဲလာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့3ရက်5လ2025တောက်ကြနေရတနေ့တာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ